ရှမ်းမြောက်ဒေသမှာအပြည့်ရက်ပြည်နောက်အာနာသိန်းစစ်ကော်မရှင်တပ်ဟာအာရကပြည်သူတွေနေထိုင်တဲ့ရခိုင်ဒေသကိုဖိအားပေးတိုက်ခိုက်လာနေပါတယ်။အောက်တိုဘာလ31ရက်နေ့ကပုံနှကြုံမျိုးနယ်ပန်းနီလာကြေးရွာကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ခလင်းငယ်၂ယောက်အပါအဝင်စစ်ပေးဆောင်၄ယောက်တေဆုံးသွားခဲ့ပြီး၆ယောက်ထက်မနည်းဒဏ်ရာတွေရသွားပါတယ်။အာနာသိန်းစစ်ကော်မရှင်တပ်ကဒီလိုပန်းနီလာကြေးရွာကိုဘုံကျဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီးမျက်မြင်ကိုတွေ့မြင်လိုက်ရတဲ့ပန်းနီလာကြေးရွာသား ဥပုမောင်ကမီစီမကိုအခုလိုပြောပြပါတယ်ဒီနေ့ဟိုဒီနေ့လည်းတော့ဒီ banning လာကိုစစ်ကောက်စစ်တက်ကနေပြီးတော့ဒီအကျံဖဲစစ်တက်ကနေပြီးတော့ဘုံကျေသွားတယ်လို့သိရတယ်ဗျာဆိုတော့ဒီဖြစ်စဉ်လေးကိုတစ်ချက်တော့ပြောပြပါလားဟုတ်ကဲ့လေအမတို့ကလေဒရမာနေအေးစစ်နေတာပါအေးစစ်နေတာဆိုတော့စစ်တက်ကနေပြီးတော့ရတဲ့လင်ဝင်လာခဲ့တယ်ဝင်လာပြီးတော့ဘလို့ရောရောဒဲရေးလာပြီးတော့ရေရွေးချက်ရှိချင်းနဲ့လာချပေးလို့ဘုံအခေါက်ချတာနဲ့ဘုံလုံးလာပေါ့တယ်ဒီလေအဲ့ဒီအချိန်မှာဘုံတို့ကစစ်ပြေးဆောင်ပါဈေးဆင်ရုံလို့ လမ်းဘေးမှာဇစ်ဆင်ရောက်ရောက်နေတယ်ဇစ်ဆင်ကမှတယောက်ရယ်နောက်ပြီးတော့ဒီမှာစိတ်ပြေဆောင်ကစီခံပြဖို့ရောက်နေတယ်ခလင်းနှစ်ယောက်ရယ်ကိုရှင်ပြည်တည်တယ်ကြီးနောက်ပြီးတော့စိတ်ပြေဆောင်ကလူဆင်တင်မတွေလည်းဆင်တင်မမင်းတော်စုဘုရားရှင်စိတ်ပြေဆောင်မင်းတော်စုတွေလည်းတိုင်အပြန်ပြန်ထန်တယ်ရတယ်ဟောသူတို့ကဘယ်ချိန်မှာချတာလဲဗျသူတို့ကဟိုဟာတနာကြီးကျော်လောက်ရှိဖို့ထန်နေလေတနာကြီးတို့အတိအကျမကျေလေးဖေးလေးဘူးဟုတ်တနာကြီးကျော်လောက်ရှိမှာဟိုဟာဒီစစ်တကနေပြီးတော့ဘုံနှလုံးချိတ်ချသွားတာပေါ့ဟုတ် ဟုတ်ကဲ့လို့ဆိုတော့ကြိတ်ချတော့ဘုံအမျိုးအစားတွေကဘယ်လိုဘုံရိုးလဲအဲ့ဒါတော့ကိုတို့ဖေးချက်မပြောရဘူးကိုတို့လည်းနေသူနေတော့ဆိုတော့ဘုံအမျိုးအစားတွေတို့ခေရမကြောလဲတော့ဒီလိုခေရမကြည့်ဘူးဟာဟိုမှာခမဲချင်အားဖြင့်တွားမျိုးရောသူကဒီပေါင်900လားပေါင်900လားအဲ့လိုမျိုးခေရတော့မဟုတ်ဘူးကြီးအတွေ့လည်းနှလုံးအတွေ့နှလုံးတွေ့ချတာကြီးအကြမ်းတယ်နှလုံးပါဟာဟုတ်ကဲ့ပါဗျာဆိုတော့အခုဒီဒီဘုံချင်းဘုံရောက်လဲဟာလူဘယ်လောက်လောက်ချိတ်ခိုက်တည်ဆုံးသွားတာလဲရှိတယ် ကိုရှိပြီးသေးတာတို့လေရောက်အသေးတယ်ကြီးလေအနှံ့တန်ရဲ့ပြီးလို့ဆေးရုံရောက်တော့တာကတော့သုံးရောက်ရငေါ်ရောက်၆ရောက်ခုနှစ်ရောက်လောက်တို့ခဏရောက်တန်ရရပြီးတော့ဆေးရုံရောက်တော့တယ်ကြီးလေနောက်ပြီးတော့ဒဏ်ရာအသေးမောလူတွေကတော့ဆံရသိကြမရဘူးလေသူတို့မှာဒဏ်ရာပြီးတော့ကိုတန်းတူရတဲ့နေရာကိုစိခန့်အမှန်ပြေသွားကြတာတော့ပဒံမရဘူးသိကြတယ်ဟုတ်ဒီတိကိတ်တည်ဆုံးသွားတဲ့လူတွေထဲမှာဘလို့လူတွေပါလဲဦးလေတိကိတ်တည်ဆုံးသွားတဲ့လူတွေထဲမှာကလေးကလေးနှစ်ယောက်ရယ်မိန်းမနှစ်ယောက်ရယ် ီမနေရာတို့ဒီအော်တိုပြည်စုံတော်တဲ့ထဲမှာတို့အလေးရာတို့9နိုင်6နိုင်ပတ်ဝန်းကျင်အလေးနှစ်ယောက်ရေပြီးတော့မင်းကလေးတယောက်ရေမင်းကလေးတယောက်တို့20 20ပတ်ဝန်းကျင်လောက်မင်းကလေးတယောက်နောက်ပြီးတော့ကလေးအမေကလေးအမေမင်းမတယောက်ရေလေးယောက်ပွေချင်းပြည်ပြီဟာဟုတ်ကဲ့ဆိုတော့သူတို့အကုန်လုံးကအခုဒီဒီနေ့ဒီတိခတ်တန်ရရတော့သူတို့အကုန်လုံးကစစ်ပေးချောက်တွေပေါ့နော်စစ်ပေးချောက်ပါညီလေးစစ်ပေးချောက်ပါတယောက်ကတော့စစ်ခံပြဖို့ရောင်းနေတာပါ ဟုတ်ကဲ့ပါဗျာဆိုတော့အခုဒီပန်းနီလာယူအောပေါ့လေဒီအရသားတွေနေထိုင်တဲ့ယူအောစစ်တက်ကနေပြီးတော့လာပြီးဘုံကျေးသွားတယ်ဆိုတော့ဒီအခုဒီဦးလေးတို့အနေနဲ့ဟိုဒီစစ်တက်ပေါ်မှာဘယ်လိုမျိုးတုံ့ပြန်ပြောချင်တာလဲရှိပါကျွန်တော်တို့အနေနဲ့ကတော့ဘယ်လိုပြောရမလဲဆိုသူတို့မှာလက်နောက်ကန်ချမ်းချက်ပတိပုကပြစ်တယ်နဲ့ပြေပြေတူကိုရေရေရှိရှိတန်းနေတယ်လို့စိတ်မကောင်းဘူးနေလဲအမှန်တကယ်စိတ်မကောင်းဘူးသူတို့ကတမန်သက်သက်ခြေလူပြေတော့တွေအေးစစ်စစ်လောက်ကန်ချမ်းချက်နေတယ်ဆန်တော်ဘာစိတ်ပြေချင်တော့ကတည်းကမြော့တယ်ယူအောင်ပါတော့ ပြည်သူလူထုတွေဆိုလေအေရှာကိုအကောလောဆန်နေတဲ့လူတွေအဲ့ဒါကိုရေရွှေရှိရှိနဲ့လာလို့ခုံးကြည့်ဆိုလူမဆန်တဲ့လောက်ရဲလို့ကျွန်တော်တို့ကတွေ့ကြပါလိမ့်မယ်ဒါအပြင်အော်တိုဘာလ30ရက်နေ့နဲ့31ရက်နေ့မှာရခိုင်ပြည်နယ်ကကြောက်ဖြူပုံတော်ကျွန်းရသေးတောင်စတဲ့မြို့တွေတွေကနေရာ၄ခုကိုစစ်ကောင်မရှင်တပ်ကဘုံကျဲတိုက်ခိုက်တာတွေလုပ်ခဲ့ပါတယ် ဒါအပြင်အောက်တိုဘာလ30ရက်နေ့တရက်တည်းမှာပဲရတိတောင်မြို့နယ်တွေကမိုးစဲကျွန်းမှာရှိတဲ့အောင်စည်းကိုင်းကျေးရွာကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အဲ့ဒီမှာတက်ကြီးပိုင်းတစ်ယောက်တေဆုံးသွားခဲ့တယ်လို့နှစ်ယောက်ထက်မနည်းဒဏ်ရာတွေရသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်အဲ့ဒီနေ့တရက်တည်းမှာပဲကြောက်ဖြူမြို့နယ်ဇင်ချောင်းတိုက်နေတွေကဇင်ချောင်းကုံပွဲကျေးရွာကိုလည်းညနေ၄နာရီကျော်လောက်မှာ Jet Fighter နဲ့ပေါင်900ဘုံနှလုံးချေချတိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အဲ့ဒီမှာအမျိုးသမီး၂ယောက်အပါအဝင်အရက်သားပြည်သူ၅ယောက်တေဆုံးပြီး၁၀ယောက်ကျော်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်ခင်ဗျာ။နောက်ဘယ်လိုပြောရမလဲသူတို့ဒီလိုရန်ကုန်နေတာဘလို့တွေကိုပြည်သူလူထုတွေကိုနင်းနေညာပေးပါလို့ပြောချင်ပါတယ်။ပြည်သူလူထုတွေကိုညာပေးပါလို့ဘယ်တော့မီဒီယာကိုဆက်လက်ရည် ထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုပြုနိုင်ကြောင်းလည်းအတိအပြုဖိတ်ခေါ်လိုက်ပါရစေ။